မင်္ဂလာပါ Orange Core ပါလွန်ခဲ့တဲ့9လလောက်ကဤဗီဇာကမ်းခြေမှာအာရပါရအပန်းဖြေနေတဲ့နီးပြအာနေစလော့ရဲ့ပုံရိပ်တွေကိုမှတ်မိကြအောင်မယ်ထင်ပါတယ်အဲ့ဒီတော့ကသူဟာရောက်ရောက်ချင်းပထမရာသီမှာတင်ပရီးမီးယားလိဖလားကိုယူပေးနိုင်တဲ့သူရဲ့ကောင်းရင်ပေါ့ဗျာကလောမရှိတော့ရင်အသင်းပြက်ပြီလို့ထင်နေကြခဲ့ပေမဲ့သူကတော့ဖလားကင်မြောက်ပြီးတက်တည်ပြနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာမမြင်နိုင်တဲ့မုံတိုင်းတွေ ကပ်ပါလာခဲ့ပါတယ်။လက်ရှိဒီဇင်ဘာလမှာတော့လီဗာပူးဟာအဆင့်9နေရာတိရောက်ရှိနေပြီးအဝေးလဲကမ်းမှာလည်းမာနစစ်ပွဲတွေကမီးဟုံဟုံတောက်လောင်နေပါပြီ။ဒီပြဿနာရဲ့အရင်းမြစ်ကရိုးရှင်းပါတယ်။အောင်မြင်မှုကနေမွေးဖွားပေးလိုက်တဲ့မာနသုံးခုထိတ်တိုက်တွေ့နေလိုပါပဲ။ပထမမာနကတော့အာနေစလော့ကိုယ်တိုင်ပါပဲ။သူကငါစွမ်းဆောင်ရေးကြောင့်ချန်ပီယံဖြစ်ခဲ့တာဆိုတာကိုတတ်သိပြခြင်းတွေပုံရပါတယ်။ trend diet ဂျိုဒါတို့လိုအသင်းရဲ့ဂျိုးတွေမရှိတော့ခြင်းယူရိုတန်900နီးပါးအသုံးပြုပြီး Vans တို့ Eset တို့လိုငစားသမားတွေကိုဈေးကြီးပေးခေါ်ယူပြီးသူ့ရဲ့ကိုယ်ပိုင်အသင်းကိုတိဆောက်ဖို့စ조사ခဲ့ပါတယ်။လက်တွေ့မှာတော့ DC မန်ကိန်းကအလုံးမဖြစ်သေးပါဘူး။ဒီမာနာကြောင့်ပဲ Liverpool အသင်းရဲ့ဂန်ဒိုရင်ကစားသမားဆာလာကို၃ဘွဲ့ဆက်အရန်ကုန်ပို့ရတဲ့တတိမျိုးသူ့မှာရှိနေတာလည်းဖြစ်ပါတယ်။ဒုတိယမာနာကတော့မိုဆာလာကိုယ်တိုင်ပါပဲ။အသင်းမဟောင်းနေမရှိတဲ့အချိန်သူကနောက်ဆုံးကြင်ရင်သူအဖြစ်တိုက်ပွဲဝင်နေရပါတယ်။သူကမနစ်ကအသင်းချန်ပီယံဖြစ်အောင်အတိတ်ကကြားကန်အားထုတ်ပေးခဲ့သူတယောက်ပါ။ ဒါပေမဲ့အခုချိန်မှာအရန်ကုန်ထိုင်နေရတဲ့အခါငါ့ကိုဘတ်စကားကြီးရောက်တွန်းပို့နေကြတယ်ဆိုတဲ့စကားနဲ့အတူပောက်ကွဲတံထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ဒါဟာအတ္တတသက်မဟုတ်ပဲသူ့ရဲ့တံပိုးကိုမလေးစားဘူးလို့ခံစားနေရတဲ့နာကျင်မှုလည်းဖြစ်နိုင်ပါတယ်။ဒါရီယာမာနာကတော့ပရိသတ်တွေပဲဖြစ်ပါတယ်။နောက်20တော့ကိုဗစ်ကြောင့်ကွင်းထဲမှာအောင်ဝဲမခံလိုက်ရတဲ့ဆန္ဒကိုမနှစ်ကမှဖြစ်စည်းခွင့်ရရှိခဲ့ကြသူတွေပဲဖြစ်ပါတယ်။ချန်ပီယံဖြစ်ထားတဲ့အချိန်နဲ့လက်ရှိအဆင့်9နေရာကိုသူတို့လက်မခံနိုင်ကြပါဘူး။ အီဗီဇာကမ်းခြေမှာပျော်ပါခဲ့တဲ့နီးပြစပောင်းငါးခုတကုတ်နဲ့နိုင်ပြီးမန်တက်နေခဲ့တဲ့အသင်းဟာခုနှစ်လအကြာမှာတော့ MV မှာပြည်တွင်းစစ်ခင်းနေရပါပြီစလော့ကသူ့နီးစနစ်မှန်ကြောင်းတက်တည်ပြခြင်းနဲ့ဆာလာကသူ့တံမိုးကိုအသိမှတ်ပြုစေခြင်းနဲ့ပရိသတ်ကဂုံတိတ်ခါကိုပြန်လိုခြင်းနဲ့ဒီမာနာသုံးခုရဲ့တိုက်ပွဲမှာလီဗာပူးအသင်းကြီးတစားစီပြိုကွဲသွားတော့မှာလားဒါမှမဟုတ် identity အစ်စ်တစ်ခုနဲ့ပြန်လဲရုံးကန်လာမလားဆိုတာကတော့လာမဲ့ပွဲစဉ်တွေကအဖြေပေးသွားမှာပဲဖြစ်ပါတယ်။ ဆုံးထိနားဆင်ပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ